မင်္ဂလာပါနေတဲ့ချင်တာပြန်လည်ကျေးဇူးပါတယ်အခိုးဝင်ပင်ပင်ကားလေးဒီကိစ္စပေါ့ဒါလေးပြောထားတာလေးတစ်ချက်တော့နားထောင်ကြည့်ပါကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေသတိထားရမှာခိုးရိပ်မိကလေးကတော်တော်ရေးကြီးတယ်နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာရှိပြီးသားကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံရနော်။ကျွန်တော်တို့မြန်မာနိုင်ငံမှာတည်ယဝေရှိပြီးသားလူမျိုး145မျိုးနဲ့146မျိုးလို့ကျွန်တော်တို့လုံးလုံးမရဘူး။နော်။ ဘာဖြစ်လဲကျွန်တော်တို့နိုင်ငံသားဖြစ်လို့မရဘူးမပြောဖြစ်လို့ရတယ်မှန်ပါဗျမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနော်တိုင်းသားလူမျိုးဒါဒီမိုကရေစီစံနှုန်းနဲ့ညီနော်ဒီမိုကရေစီရဲ့စံနှုန်းနဲ့ညီသူတို့ငါးနှစ်တည်း၆နှစ်တည်းဘလို့ဆောက်ကြည့်မယ်ဖြစ်သင့်တယ်ဆိုရင်နိုင်ငံသားဖြစ်ခွင့်ပေးမယ်မဖြစ်သင့်ဘူးဆိုရင်နိုင်ငံသားဖြစ်ခွင့်မပေးဘူးဒါပေမဲ့နိုင်ငံသားဖြစ်လို့ရတယ်လူမျိုးတရားနေနဲ့ကျွန်တော်တို့လက်ခံလို့မရဘူးဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေသိရမှာဥပမာဗျာ ကျွန်တော်တို့အမေရိကမှာနော်ကရင်ကချင်မော်ပေါ်မှာခိုင်ရှမ်းကျွန်တော်တို့အမေရိကနိုင်ငံသားခိုင်ယူထားပြီးပြီခိုင်ယူလိုက်မယ်ခိုင်ယူပြီးကျွန်တော်တို့ကဘမဖြစ်လို့ကျွန်တော်တို့ဘမနော်အမေရိကပြည်ထောင်စုဘမလူမျိုးလို့လွတ်လို့ရလို့မေးမရဘူးကျွန်တော်တို့ကမော်လူမျိုးဖြစ်လို့အမေရိကပြည်ထောင်စုအမေရိကနိုင်ငံသားခိုင်ဆိုတော့ကျွန်တော်တို့မော်လူမျိုးတည်ရနေနဲ့နော်ထည့်ပေးပါလို့ရတာမရဘူးအမေရိကနိုင်ငံသားပဲသူတို့ကပေးတာလူမျိုးတည်ရနေနဲ့လောကမပေးဘူးဒါဆိုကျွန်တော်တို့နိုင်ငံမှာရှိပြီးသားလူမျိုး135မျိုးအိုတိုရှိပြီးပြီနောက်ထပ် လူမျိုးတည်းရဲ့အနေနဲ့ကျွန်တော်တို့ပေးလို့မရဘူးနော်နိုင်ငံသားဖြစ်လို့မရဘူးမပြောဘူးနော်ဖြစ်လို့ရတယ်သူတို့တွေလဲဒါပေမဲ့မြန်မာနိုင်ငံရဲ့နော်နိုင်ငံသားဖြစ်ဖို့သူတို့၅နှစ်တည်းတည်း၆နှစ်တည်းတည်းစောက်ကြည့်ရမယ်နော်စောက်ကြည့်လို့မှနော်နိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုရင်ပယ်ချမယ်သူတို့ဟာဒီမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာတယ်နော်မြန်မာနိုင်ငံတကယ်သက်စာရှိတယ်ဆိုရင်နိုင်ငံသားဖြစ်လို့ရတယ်ဒါပေမဲ့လူမျိုးတည်းရဲ့အနေနဲ့ကျွန်တော်တို့လို့လို့မရဘူးဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေခိုးဝင်ပြီးကိစ္စပေါပေါဆဆမတွေးနဲ့တော့ရေးကြည့်တယ်ဗျဒီကောက်လေးကနိုင်ငံသားဖြစ်ဖို့မကဘူးလူမျိုးတရားနေနဲ့ပါကျွန်တော်တို့မြန်မာနိုင်ငံထဲဝင်မှွေးနေတာဒါကြောင့်သတိကြီးကြီးထားပါနော်ကိုကကိုဘီလာဘင်္ဂါလီကနေထိုင်ခွင့်ရဖို့အတွက်တော့မဟုတ်တော့ဥကတိုင်းသားပါတောင်းတာအားကြောင့်လည်းနိုင်ငံတော်ကြီးကလေးကပြောတယ်မြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိဘူးရိုဟင်ဂျာလူမျိုးမရှိဘူးဘင်္ဂါလီနေနဲ့ဒုက္ခသည်နေနဲ့နေမယ်ဆိုနေ 然后不要的起。去，哎，等下回来吧，就是爹妈那边说。